အိမ်ထဲကအိမ်အိမ်မင်းဆိုသူနေ့ကအဖွားကျွန်တော်ရှေ့ရောက်လာလို့မမေ့နေသည်သူ့လက်ထဲစုပ်ကင်ထားသောအရာတွေကျွန်တော်ဖြန့်ပြရင်စိတ်မကောင်းစကားဆိုသည်သူ့လက်ထဲကပစ္စည်းတွေထဲဖျားချုပ်အကြီးပါသည် ပင်ကြိတ်တွဲကြီးတွေပါသည်သောရန်တန်လန်းနေကြေးတော့တည်တည်လေးလည်းပါသည်ဤဒီကကျွန်တော်မှတ်မိသမျှသာဖြစ်ပြီး အချာမမမိတာတွေလည်းကြံသေးသည်ဘာထိုးရရေကို ဖြန့်ပြန်ရင်ဆိုသည် ကြည့်ပါအောင်တော့ကို့ဟာမဟုတ်တိုင်းထင်သလိုလုပ်တာအဖွားတန်ကတုံရင်းနေတာရီပြူမီသည်အဖွားမျက်လုံးထဲကမျက်ရည်စားသည် နာကျင်ခံစားစိတ်ကို ကိုစားပြူတာလားဒါမှမဟုတ်လောက်ရလေခြင်းဟိုဒီရင်ထဲကအောင့်သက်ခြင်းကိုညွှန်းဆိုသလားမပြောရဘူး ဘေးဟာအဖွားကတော့အစကားများစွာဆက်ပြောနေသည်ထိုထဲဘေရုံးကလည်းအခုလိုပင်လိုအပ်ချိန်သုံးဖို့ထားသောပစ္စည်းတွေပျောက်ခဲ့ပြီသည်စသဖြင့်အတိတ်ထဲကပုံစံတူကျုံဆုံခဲ့ခြင်းတွေကိုနာနာချင်းချင်းပြန်ထူဖော်ရင်စကားတွေဆိုသည်အင်းဆိုဒီကမိသားစု၏အခြားသောအမိနာမဖြစ်မည်။ထိုရာသည်နိုင်ငံတစ်ခုနယ်မြေဒေသတစ်ခု၏ အခြေခံအကြဆုံးသော unit ကိုလည်းဆိုကြသည်ဘယ်ရေးရနိုင်မစူတစုံတရာစည်ရင်းစရာကိစ္စကစလို့အခြားသောအရေးပါသည့်အနည်းစနစ်ပေါင်းနေသည့်သောက်တိုင်းပထမဆုံးဥတ္တရသည့်နေရာလည်းဖြစ်သည်မိသားစုဆိုသည်တာမအဖြစ်အမိဖနှင့်သားသမီးပါသည့်ဆိုနိုင်လိမ့်မည်ဒါပေမဲ့ထိုယာတွေကအရှိအနောက်စသည့် နေရာဒီသာကွဲပြားမှုအပြင်အစင်းဆက်ရိုးရာကိုရမှုဒလီဆက်စသည်အားဖြင့်လဲအကွာအဟာရရှိနေတာဖြစ်၍ရေဘူးကသာဆိုနိုင်ပြီးချွင်းချက်တွေတော့ရှိမည်အိမ်တွင်နေရှိသောအရာတွေအများပြားရှိမည်လူတွေရှိမည်လူနည်းဆက်ဆက်သောအသုံးဆောင်ပစ္စည်းပစ္စည်းတွေရှိမည်ထို့ထဲကျမရေးဆိုင်ရာစေဝါပါညာအစအဝိထေရီ ဆောင်ကျနော်နေရှိမည်မိဖို့ကြောင့်နဲ့မှာဆိုပစ္စည်းပစ္စည်းအပေါင်းမရေမတွက်နိုင်လောက်အောင်များပြားစွာရှိနေမည်ကြောင်ရင်ထဲမှာပကံတွေဘူးတွေနဲ့ထည့်ထားသောအစာတောင်နဲ့ဆက်နွယ်ရာတွေကြောင်ပေါ်မှာအလွယ်တကူနဲ့မကြာခဏသုံးရသည့်ဟင်းချက်ရရင်သုံးသည့်ရောရာမီထည့်သည့်ဘူးတွေပလန်းတွေစသဖြင့်ရှိမည်ခလလာငါစေမောပကံတွေက တကယ်သိရှိမီအလားတူစွာရှေ့ကဇပွဲပေါ်မှာအုတ်ဆောင်နဲ့အုတ်ထားသည့်စားတောက်ဖွေရာတွင်ကြောင်ရင်ဘေးကတက်မှာတော့အဆင့်လိုက်ချိန်ထားသည့်နေရာတွေမှာလည်းပစ္စည်းတွေကစီးရီရှိနေမီအိမ်ရှိကန်းဆိုလဲဧည့်သည်ဆောင်တွေတွေထိုင်မှုပြုဖို့စက်တီတွေဇပွဲတွေရှိမီဘေးမှာ ကော်ဖီခွက်အေးတင်ဖို့ဇပွဲကုန်နေပါမီမလမ်းမကန်းခုံပေါ်မှာတော့ TV အောက်ဆက်စရာတွေတင်လို့ရှိရှင်မီ ဒါရင်လားဆိုတော့အခန်းကိုမျက်စိပဒါရရတင့်တယ်စီဖို့ပန်းအောင်ဘာညာတင်ဒီစပွဲလေးတစ်လုံးလုံးလေးရှိနေသည်လူနှင်းဆက်ဆက်သမျှသောခင်းချင်းတွေကခက်အလိုက်လဲကွဲပြားနေကြရာတိုးတက်လာသည့်အလျောက်လဲပို၍စုံနေတွေ့ပြလာမည်ထိုနည်းတူစွာအိတ်ခန်းနဲ့မလဲထိုတို့ပင်မရှိမဖြစ်ကစလို့ရမန်ရန်ငါးသုံးအစုံလူ ਈ လူအမှုနဲ့ပတ်သက်သောပစ္စည်းတွေရှိနေသည် စင်စစ်ဒါရီကအိမ်တိုင်းလိုလိုမှာရှိတဲ့ဒီပစ္စည်းများဖြစ်ရာအမှတ်တမဲ့ဆိုဘာမှအရေးမပါဘူးထင်ကောင်းလဲထင်နိုင်သည်တို့ရရင်ထိုးရများ၌လက်တွေ့အသုံးချမှုတွေပူသောအခြားအရာများလည်းရှိနေနိုင်တာကိုဖြင့်ကျွန်တော်တို့ကအချိန်များစွာမှာမေ့လျော့နေကြတဲ့သူသည်တနည်းဆိုရရင်ထိုးပစ္စည်းပစ္စည်းများ၏နောက်တွင် ပုံအောင်ခိုးဝင်နေတဲ့တော့ကွယ်ဝဲအနေများလို့ဆိုရမလားမပြောရပါဘူး။သုံးအိမ်မာကအိမ်အောင်နေနေချင်းကပဲပြဿနာတစ်ခုဖြစ်ခဲ့တာကျွန်တော်တွေးမိသည်။အိမ်မာဖောင်းနှစ်ယောက်ကအပြူကြီးဖြစ်စီတို့ဖြစ်ရာလင်းဦးသားမွေးစသည်ဒုက္ခဒုက္ခတွေကိုမကြုံဘူး။တို့ရရင်လုံးလုံးမကြုံဘူးပြောနေလဲရမြင်မချင်း။ဘာလို့ဆိုညီမကမွေးတော့ကလေးဒရာစင်လောက်ကို ူတို့ကပဲကြွေးမွေးပြုစုခဲ့ရတဲ့ကြောင့်ဖြစ်သည် အလားတူစွာ အမေညီမတွေနဲ့မှလည်းအပြူကြီးတွေပါသည်အလားတူစွာအမေညီမတွေနဲ့မှလည်းအပြူကြီးတွေပါသည်ကျွန်တော်တို့ကသူတို့လက်ထဲကြီးပင်းရသူတွေဖြစ်သည်ဒီမှာအပြိုကြီးများဤထုံးစံမဲ့ဆိုရလိမ့်မလားစီကံပိုင်းတင်းကျပ်မှုတံကို အတော်တာခံကြရသည် စားတောက်နေထိုင်ကဆလို့နေရာတိုင်းမှာကွညတ်ထားသောစည်းကမ်းတွေများပြားရာထူကြတဲ့မလူးသာမလွန်သာဖြတ်တန်းခဲ့ရတော့အချိန်တွေကမနေမနောဖြစ်သည်ဒီပြဿနာကစင်စိတ်အဖွားကြီးကလေးမှာကြဘိုးတွေ့ရာဆသည်ဆိုပါမည်ဂျားမာအဖွားရားတယ်ပြောပြီးသူ့တွင်မှာဟိုဒီလန်လောရှာတာတွေ့သည်ကြဘိုးတော့မြည်သူမှမထင်ခဲ့ကြ ဒီတွင်တစ်ချိန်မှာ အမက အဖွားကိုကူညီပေးဂျဘိုးမှန်တည်သည်တည်သည့်တိုင်ဂျဘိုးဆိုတာမျိုးကလူကိုအင်မတန်ဒုက္ခပေးသည့်အင်းဆက်ဤတွင်အာချင်းဆိုသူတို့အဖွားဤကရင်ကို အရေးပေါ်ဂျဘိုးနိုင်နေစစ်စင်ဝင်ကြတော့သည်ဤနေရာ၌အဖွားနှင့်အတော်အကြောင်းနှဲငယ်ထည့်ပြောင်းမှဖြစ်လိမ့်မည်ဘွားကရှေးလူကြီးပြီးပြီးအရာရာတွင် သူစီးသူကန်းတွင်ဖြစ်ပြီး ပစ္စည်းပစ္စည်းရုံနဲ့ပတ်သက်ရင်အသိစီးကောင်းလို့ဆိုကြလိမ့်မယ်။အလားတူစွာ သူစီကပစ္စည်းတစ်ခုခုငါလည်းမမေ့မလျော့ပြန်ပေးမှကြိုက်ပြီ။တချို့သောဆွေမျိုးတွေအိမ်နီးချင်းတွေသူစီကဟိုဟာဒီဟာငါပြီအချိန်တန်ပြန်မပေးလင် မမရပြန်တောင်းတတ်သူဖြစ်သည်။ပြီးလင် သူ့နေရာသူပြန်ထားမည်။တိမ်လုံးဤခြံစည်းကိုပေါက်ပြဲရဆလို့တခြားသော ထရန်ပါတီတာခုံကျူးတာစရီလောက်ကကိုရိုင်းလောက်ရမှာကျင်တဲ့သူမိတို့ဆိုစီအဖွာရှိနေခြင်းကအိမ်လုံးုံကြီးထက်ဝက်မကအကျိုးတရားစီတာကိုတော့ငင်းရရမယ်မဟုတ်တာတည်ကြသည်အာနီလင်ဓမ္မတလည်းဖြင့်အောက်ဖက်ခြံစည်းဥမှာပေါက်နေတော့ခြုံတယ်ရှင်ရှင်ရှင်ဓမ္မမို့ဖြတ်ဆက်ညက်စာတွေကြိုးချစ်ခြင်းစသည်ဖြင့် အဖွာတွေ့ တနေ့တနေ့အချိန်ဘူးဆိုဒီသိမရှိတနည်းဆိုရရင်ဒါတွေကပဲအဖွားဤ next to our နေထိုင်မှုဖြစ်သည်တခုရှိသည်ကအဖွားသည်ရှေးလူကြီးပြပြအစွဲကြီးကြီးနဲ့ရှိမည်ဒါပြင်အချားအချောင်းတခုနေနေမှုခေကာလာအလို့ငါတကားဖိတ်စည်းပွားရေးဖြစ်ရာကုံစီမန္တမအထူးရှားပါရရာရရသည်များသောဒိုလီမုဆာကအစား လိုအပ်ချိန်သုံးနိုင်အောင်စီးနင်းကန်းနဲ့မပြောက်ပြက်အောင်ထိန်းသိမ်းရတယ်ပါမိအတော်ဘက်ကကြည့်လင်တော့သူကစီးစနစ်ကြီးတိုင်းအတန့်ပြန်သမားတွေဖြစ်သည်ဒါပြင်သူမကြိုက်လင်မကြိုက်တယ်လို့အိမ်နှဲနေထားတွေကိုစိတ်ကြိုက်ပြောင်းနေကြသူလည်းဖြစ်သည်ဤဒီနဲ့ပတ်သက်ရင်သူ့အကိုကျွန်တော်တို့ဦးလေးကအတိဆုံးဆိုရမလားဦးလေးမှာအိမ်လာတိုင်းညီမဖြစ်သူဤ ဟိုအောင်ပြောင်းခိုင်းသည်ဟာရွှေခိုင်းသည့်ဒဏ်တွေကိုမကြာခဏခံရသည်ဖြစ်သည်တခါမှသူတနေ့ကုန်အိမ်မှာလာနေပြီးညီမစိတ်ကြအပြောင်းလဲလုပ်ပြီးအိမ်ပြန်သည်ဒီရင်နောက်တနေ့သူ့အိမ်တို့အလာ ခင်းချင်းကမနေ့ကသူလုပ်ပေးခဲ့ရတာနဲ့ပြောင်းပြန်ဖြစ်နေရသူ့မှာရေတောက်ချင်တာတောင်တောက်ရေကိုမနေ့လိုက်ရှာသည်ဖြစ်သူဆိုင်ပြီးအောင်မလေးဗျာရေတစ်ခွက်တောက်ဖို့ရေမမှတ်မိလို့မျက်စိတောင်လဲ ဒီတော့စကားကိုသဘောကျပြီးအားလုံးဟီကြရသည်အလားတူစွာခြံနဲ့မနဲ့ကအိမ်ရှိမှရှိခဲ့သောပင်ကညံ့နေကြအိမ်နောက်ရောက်ချင်းရောက်သွားပြီဒါဒီရင်အတော်ဤထူခဲ့သောအထူးပြုချက်ဖြစ်ပြီရတနာကတော့အဖွားဤကလေးကို နေရာအပြောင်းမှာအဖွားခင်းနေကြပြပြင်အခြားသောပစ္စည်းတွေကိုအတော်ကဟောင်းနှွမ်းသည်ဆိုသည့်ပြချက်ဖြင့်စွန့်ပြေအားစားသည် အမှန်ဆိုအဖွားကအဲ့ရနေရာပင် ပြောင်းညင်သူမဟုတ်ပေမဲ့အတော်စိတ်ကိုတည်၍ပြောင်းမိဆိုခဲ့ရခြင်းဖြစ်သည်။ဒါကိုပြောင်းသည့်ချိန်အဖွားမှာဘာမှပြင်ဆင်ခြင်းမရစွာအဲ့ဟောက်ကသူအတိုးလိုခြင်းထုတ်တုံတတ်သောပစ္စည်းပစ္စယတွေကိုအတော်ကချေမြန်လက်မြန်ဆွတ်ပြလိုက်ခြင်းအဖွားဒီနားခေါ်ရာကယုတ်ချီကျကြသောတေကိုင်းတစ်ခုလိုနာကျင်သည်။ ဒီမှာပဲကျွန်တော်စီလာပြီးရင်ဖွင့်ခြင်းဖြစ်ပြီကျွန်တော်မျက်စီတယ်ထိုနေ့ကကြားခဲ့ရတော့အဖွားဤတဝင်းနာနဲ့လက်ထဲရပစ္စည်းလေးတွေကိုမြင်အောင်နေစေဖြစ်ပြီလေးအရှင်နာနေရာခင်းခြင်းပြောင်းလဲလောက်တာတွေနဲ့ပတ်သက်ရင်အတော်ကြီးတွေ့မှရှိတာကအိမ်ရှုပ်လို့ရှင်းရှင်းလင်းလင်းဖြစ်ခြင်းလို့စတာတွေဖြစ်ကောင်းဖြစ်ပြီး ရှုံနေသောအင်ဆိုလင်ရှင်းလင်းရမြမှာသိကြပါသည်အများသူကလာလို့မှရှုပ်ရှုပ်တွေ့တွေ့တွေမြင်သွားလင်ဖြင့်ဤဒီမှာအင်ရှင်တွေအတွက်တစုံတရာအဆက်ရစရာ ဖြစ်ကောင်းဖြစ်မည်တို့ရရင်အတော်ကြီးအင်ရှင်ဝိညာကတော့တာမန်တဲ့မတိသားဆိုးဝါးသာပူဇာနေလီသလားမပြောရက်မျက်စိရှုပ်သည်ထင်လင်ချက်ချင်းထရှင်မှုကြိုးစားခြင်းကမူဘေးကကူကားတွေအတွက်လည်းမသက်သာ ဒါနဲ့ဆိုဒီကသူရှင်းမိစီးရင်ဝင်ပစ္စည်းပစ္စည်းရနဲ့အ धिक သက်ဆန်သူတို့အတွက်ခက်ကြုံတယ်ဘူးသူပစ္စည်းမိသည်ကြီးသည်သေးသည်မဆိုင်သလိုတံမိုးကြီးတာနဲတာမျိုးနဲ့လည်းမဆိုင်တော့နောက်ွယ်ကအနှက်စစ်ကိုဆိုလိုဖြစ်သည်ထိခိုက်မှုသည်ဝေကြီးတစုံတရာဖြင့်ဆုံးဖြတ်၍မရနိုင်သောစိတ်ပိုင်းတံမိုးတစ်ခုပြီးတော့အတော့မှာ ကိုလိုချင်မီဆိုဈေးများတာစသဖြင့်ချိန်မဆိုင်ပဲချက်ချင်းဆိုသလိုမင်းအမကဖန်တီးရပြီလားစိတ်ကလည်းအားကြီးပြီဤတို့ဖြင့်ခိထနေသည့်ပစ္စည်းတွေခုဆိုခုမှဆိုသလိုဝယ်ပြီးမကြခင်ကြောင်ထိုးရင်အဆုံးမှာသူများအလကားပေးပြလိုက်ရတွေမတန်စာစင်းနဲ့ပြောင်းပြလိုက်ရတွေစသဖြင့်မနေတို့ရရင် တို့ကိစ္စများနဲ့ပတ်သက်ပြီးမြည်သူကမှသူ့ကိုဒါရီယာရောအိမ်ဖြုံဘူးလားဟုတ်တခါမှမမေးခဲ့ဘူးတာလဲဒီကြာကြီးတခုရှိတာအပြောစိမ့်ပဲဖြစ်ပြီအစင်ဆက်တိမ်လုံးကိုသူ့ခြေသူ့လက်စီမံခဲ့တယ်လို့အရာရာမှာ အပေါ်ကနေရှိနေရတော့သူ့ပါဝါရမိသူကမှသူ့ကိုစောရကမတက်ခဲ့ခြင်းကလည်းအခြားသောအကြောင်းချင်းဟာဖြစ်ကောင်းဖြစ်ခဲ့လိမ့်မည် ကျွန်တော်ကအဖေါ့သတိရရင်ဘာရမဟုတ်ဖုန်းထဲကအပိတံကိုဖွင့်ပြီးစကလုံးတစ်ခုကိုရှာမိပြီ PRI VCY privacy ဒါရိုက်ပြန်အဲ့လို့ရကိုကြီးကိုတော်ဆိုထားပြီအဖေါ့လက်ထဲကပစ္စည်းများဆိုဒီကသူ့တွေနေနေရမှာမဟုတ်တော့ရပြီအဖေါ့ဒီသူ့ဘဝတစ်လျှောက်လုံး ဒီမိသားစုကြီးတဲ့ဥဆောင်သူမိုးကလေးတောင်အရေးပါသည့်နေရာကနေဝိဉဏ်ထောက်ကူခဲ့သူဆိုတာသိကြပြီအင်းဆောင်နေတဲ့သူတတ်သည့်ဇေယောင်းစိဝယ်လုပ်ခဲ့ဒူတူမတွေကိုကျွေးမွေးပြုစုခဲ့သည်ဒီမှာသူကတခြားညီမတွေနဲ့မတူတာကယောက်ျားဆန်ခြင်းဖြစ်သည်အိမ်မှာတခြားသူတွေလိုပွဲသွားပွဲတက်ဆိုတာတွေဝါသနာမှာပါတယ်လို့တသက်လုံးလုံးလောက်ခွဲသူမဟုတ် အနာလူသာဈေးသာထွက်သည် အချက်ပြုတ်ရ၌ဒဇင်းပြန်ဆန်သည်အိမ်မှာချက်သာပြုတ်တာကသူ့ထက်က အဖွားတယ်ပဲဖြစ်ပြီဒါလွဲအိမ်မှာခေါမိုးဖာရမလားခြံစည်းရောပောက်တာ ပြုတ်ပြင်ဖာသေးရမလားဖြာနာသာချုပ်ရမလားတောင်းနေပေါက်နေရဖာသေးရမလားလိုအပ်တာတွေရှာပြီးကိုယ်တိုင်လုပ်တတ်သူဖြစ်သည် ဒီလိုတဘွားလုံးဖြတ်တဲ့ရင်သူ့မှာလက်သုံးပစ္စည်းလေးတွေစုံစီနှစ်ပါးတွေလက်နဲ့ကရိယာတွေဟူသည် သူနှင်းခွဲကြမရတော့ပဲ သူကိုယ်တိုင်ဖြစ်လာမည်ထို့သူဖြစ်ရာအတော်ကသူ့ပစ္စည်းတွေကိုစွန့်ပစ်လိုက်ခြင်းဆိုပြီးကတာမန်စွန့်ပစ်ခြင်းဆိုရတဲ့ပူတော်အနေထားစီဆက်ရောက်စီခဲ့လိမ့်မည်သူတံမိုးထားတွေကိုတာမန်စွန့်ပစ်ခြင်းတဲ့ပူတော်အနေကိုပြီး တနည်းဆိုရရင်ဤဒီကသူ့ဖြစ်တည်မှုကိုငင်းဆန်ပယ်ချခြင်းစသဖြင့်အဖွားကသေးသေးထန်ထန်နာကျင်ရခြင်းဖြစ်ကောင်းဖြစ်လိမ့်မည်။ဆိုရလေတစ်ဖက်ရှိ အတော်၏အပြုမူကစိတ်ညစ်စိတ်ဆိုးအခြေခံပြီးတမင်ရွယ်ခြင်းမဟုတ်ခဲ့သည့်တိုင်တစ်ဖက်ရှိ အဖွား၏ကဘာနိုင်မှုတောင်းထုံးခဲ့ခြင်းကပြဿနာဟုဆိုရတော့မည်။ငါ လူတွေသည်အိမ်တွေမှာနေကြသည်အိမ်တွေမှာလူနဲ့ဆက်ဆက်သောပစ္စည်းပစ္စယဆိုတာတွေကရှောင်လွှဲမရစွာရှိမိမှလည်းနေကြသည်လူတယောက်တည်သွားလင်တော့မထောင်းတာတို့ရရင်သူတက်ရှင်နေစဉ်တွင်နိုင်မှုထိုပစ္စည်းပစ္စယများနဲ့လူကြားကဆက်ဆက်ကိုဖြင့်မိထားရတဲ့မြင်တယ်တချို့အရာတွေကမရှိလင်ခဏအကြာမိမိပြပြဖြစ်စိတ်သေးက အသာတွေထွက်ခွာသွားနိုင်ပြီတို့ရတယ်တချို့ကြတော့ထိုအရာတွေကဘဝရဲ့တရှိမှုနဲ့ဓာတ်ရိုက်သက်ဆိုင်နေတဲ့ဟာဒါတွေအတွက်တော့ဖြင့်နောက်ဆက်တွဲကချိန်မှန်မထားသောနာကျင်မှုတွေပြင်းနေနေကြတာလည်းကြားပြီစင်စစ်အိမ်တလုံးဟူဒီအိမ်တလုံးတော့ရှုပ်ထွေးလိမ့်မည်မှာတည်ကြပြီဒါကိုချစ်ပြော်ရှုဖို့တော်ဝင်သိဝင်ကတော့မြည်သူမဆိုလောက်ကြရလိမ့်မည် ဒီလိုပဲတချို့ຢာတွေကြတော့ကိုမချိုက်လင်ဒီကြားမှာကြားညက်ပြီးလက်ခံပေးတဲ့နာလေးလက်ခံပေးကြဖို့လည်းလိုမီဝန်းနေစရာအဖွားတွေတာမန်အနိုင်နဲ့တိတ်ပဲတဲ့ပို့တော့ဖျားချုပ်အပ်နဲ့အချင်းရများဖြစ်နေခြင်းဖြစ်သည်စင်စင်အင်းဆိုရာမိသားစုပဲဖြစ်သည်မိသားစုဝင်ချင်းချင်းကြာတာမန်အဖြစ် ပြဿနာတစုံတရာမရှိနေသူအပြန်လန်နားလည်လက်ခံပေးမှုကလည်းအရေးပါလိမ့်မယ်တကယ်တော့ကျွန်တော်လာပြတော့အဖွားဤလက်ထရာအရာများကအဖွားဤအိမ်နေထဲမှာရှိသောအဖွားဤနေရာပဲဖြစ်ပြီးဒါရီကပြောရရင်တာမန်ចောင်းချင်းရဆိုတည်တဲ့ right RNGHD right ဘိုးဆန်ဝင်း ဆိုရမလားထိုစည်းကိုကြော်ခြင်းမိသည်သူ့ပိုင်ခွင့်ကိုချိုးဖျက်ခြင်းသူ့နယ်မြေကိုကျူးခြင်းစသည့်အ ਨੇ ထွက်ကောင်းထွက်နေလေမလားအဖွားတွင်ထိုရာတွေကိုထီခြင်းဆိုသည်သူ့အိမ်မကသူ့ကဘာကိုထီခြင်းကိုခံစားရတာဖြစ်ကောင်းဖြစ်မည်တနည်းဆိုရရင်အိမ်တွေထဲမှာနေသမျှလူတိုင်းမှာ ိမ်တိမ်စီရှိကြသည်သာဖြစ်သည်ထိုအိမ်လေးတွေကိုအပြန်အလှန်လက်ခံပေးနိုင်ခြင်းသည်ဖြင့်ထိုအိမ်အောင်မြင်မှုတွေကအရေးပါသောချက်ဖြစ်မည်ဟုကျွန်တော်ထင်သည်အိမ်မေဆော30 February 2024 Tuesday ညစနေ54မိနစ်မှာ 一比。